ားလုံးပဲမင်္ဂလာပါညကောင်းဆက်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပြီးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးရတော့စစ်အုပ်စုနဲ့ထောက်ခံသူများသိစေရန်စာပြုစစ်ကြောင်းမူကိုယ်စဲပြောလိုက်တဲ့ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာစာပြုစစ်ကြောင်းမူကိုယ်စဲကဘယ်လိုအကြောင်းအရာတွေကိုပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ်နင်တို့စစ်တပ်ထောက်ခံသူဘောမာတွေရဲ့နော်စစ်တပ်လော်ဘီအုပ်စုတွေရဲ့အေးပေါ်စစ်တပ်လော်ဘီဆိုဘောမာပါဗျာနောက်ခုကကျစစ်ခွေးတွေနင်တို့ပထမအဦးဆုံးအတိတရားကိုခေါင်းထဲကနေထည့်ပြီအဲ့တော့မတို့ကွာမတို့မိငါတို့ဖေးကနေငါတို့ကိုမွေးလို့ငါတို့ကမြန်မာနိုင်ငံမှာလူဖြစ်လာအဲ့လိုပဲများအဖေမိတွေကနေမွေးတဲ့လူပေါင်းစုံကလည်းမြန်မာနိုင်ငံမှာလူဖြစ်လာတဲ့အခါမှာမြန်မာနိုင်ငံသားတွေဖြစ်လာအဲ့တော့မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုသွားချင်တဲ့ပုံစံမှာတို့မှသွားခွင့်ရှိတယ်။ဘုံဝါရအဖြစ်အားလုံးကလက်ခံဖို့ပဲ လို့တယ်ကွာအဲ့တော့ငါတို့သွားကျင်တဲ့နိုင်ငံတော်ငါတို့သွားနေတာဟုတ်မင်းတို့စိုးစုကကန့်ကွက်ပြီးတော့မှငါတို့ဘုံမှာအနိုင်ကျင့်ဖို့ကြတယ်ဟုတ်ပြီအနိုင်ကျင့်ဖို့ကြတယ်အနိုင်ကျင့်ဖို့ကြပြီးတော့မှမင်းတို့ကြွေးကြော်တဲ့ဟာမင်းတို့တခုမှမင်းတို့မလုပ်ဘူးမင်းတို့အနိုင်ကျင့်ဖို့ကြတယ်မင်းတို့ PDF တွေကိုမင်းတို့တိုက်တယ်တိုက်တော့မနိုင်ဘူးမနိုင်တော့ PDF တွေထောက်ပံ့မရအောင်မင်းတို့မြန်မာနိုင်ငံသားကိုယ်နိုင်ငံသားပြည်သူလူထုကိုမင်းတို့ရဲရဲဆက်ဆက်ဘုံကျဲပြီးတော့မှမင်းတို့တက်ဖြတ်တယ်ဒါလည်းမင်းတို့ဘောမတွေကထောက်ခံတယ်ဆိုတော့ဘလို့အုံအောင်လဲငါစဉ်းစားလို့မရအောင်နောက်တစ်ခုကျတော့မင်းတို့အခုလာရှိုးပဲကြည့်လိုက် ော်တော်လိုင်းအင်အားစုတွေနဲ့စစ်တပ်နဲ့နော်မင်းတို့စစ်ခွေးအုပ်စုနဲ့ပေါ့ကွာအဲအထူတော်ကပူးတွဲပြီးတော့မှအုပ်ချုပ်တဲ့ပုံစံဖြစ်နေပြီအဲ့ဒီမှာတရုတ်ကလာပြီးတော့မှကြားဝင်တယ်မင်းဒီတရုတ်ကစစ်ကောင်စီဝင်ယုံတားချိုးမှလာထိုင်တာဟုတ်ပါတော့ပြည်သူတွေသဘောမတူဘူးပြည်သူတွေရဲ့ဆန္ဒလည်းမဟုတ်အဲစစ်တပ်ရဲ့ဆန္ဒတခုတည်းနဲ့လုပ်နေလား1960ပတ်ဝန်းကျင်မှာလည်းဥနေဝင်းကချမ်းဒီကချင်ပြည်နယ်ကနေမြေတွေကိုတရုတ်ကိုပေးပြီးသွားတယ်အခုလည်းပြုတ်ကောက်ဆွေးဝင်ရုံနိုင်ငံတော်ရဲ့သဘောတူညီချက်လွတ်တော်ရဲ့ဆုံးဖြတ်ချက်တွေဘာမှမပါဘဲနဲ့ပြည်သူရဲ့ဆန္ဒတစ်ခုမှမပါဘဲနဲ့မင်းတို့ခေါ်သွင်းပြီးတော့မှမင်းတို့ ကီပါအာကိုပစင်ရိုးလို့ပြောနေတယ်မင်းတို့ဟိုချန်စီယိုနဲ့အရိုးထိုးမယ်ငါတို့နေမျိုးမထိစေရတော့ဘာလို့ညာလို့စောက်ကြီးစောက်ကြဲတွေပြောနေတယ်ကောင်းနေရလူလူဆန်တာမပါမယ်နဲ့ခေါ်ထည့်ပြီးသွားပြီမင်းတို့အဲ့ဒါလည်းမင်းတို့စစ်တပ်ကိုထောက်ခံနေတော့အဲ့ဒါလည်းမင်းတို့စစ်တပ်ကိုချစ်နေတော့မင်းတို့ရဲ့အတိတရားမရှိမှုကငါတော်တော်ဟောတယ်ဘလို့မျိုးစိတ်နဲ့လည်းမသိအဲ့တော့မင်းတို့အတိတရားကိုခေါင်းနဲ့ထည့်ပေးတာနော်မင်းတို့အရိုးနဲ့ချန်စီယိုထိုးမယ်ပါကို့ပြည်နယ်ထဲမှာကျတော့တိုက်တဲ့တိုက်ပွဲတွေကျတော့အရိုးကိုချန်စီယိုထိုးမယ်ပါဖြစ်တယ်ညာပြစောက်ကြီးစောက်ကြဲပြောအခုပြေုတ်ကအရိုးကိုချန်စီယိုတော့ထိုးစရာမလိုဘူးနော်ပြည်သူလူထုလည်းလက်မခံဘဲနဲ့မြန်မာနိုင်ငံထဲမှာကောင်းစိတ်ဝင်ရုံလာစိုက်တယ်ဆိုတာဒါအချို့ကြအာနာကျူးကြော်တာပဲမင်းတို့ပြောတာမင်းတို့က ဒီသူရဲ့ဆန်နောက်လည်းအကောင့်ထဲမဖို့ဘူးမင်းတို့ကဒီနိုင်ငံတော်ရဲ့အချုပ်ချာအာဏာကိုလည်းမကာကွယ်ဘူးအဲ့ဒါမင်းတို့စစ်သားမဟုတ်တော့တက်မတော်မဟုတ်တော့မင်းတို့စစ်ကွေးစစ်ကွေးရဲ့အုပ်စုဖြစ်သွားပြီဒါမင်းတို့အတီတရားကိုခေါင်းထဲထည့်ပေးတာအတီတရားကိုခေါင်းထဲထည့်ပေးလို့မရရင်ငါမိမွေးတော့ပါလာတဲ့ဟာမှာအတီတရားလိုရေပြီးဖင်နေရထည့်ပေးမယ်ကြားလားငါလို့ပေါ်မလေးဒီနေ့ကလည်းထည့်မယ်နော်ဖင်နေရထည့်ပေးမယ်ကြားလား